ားလုံးမင်္ဂလာပါဒီနေ့ဆရာမလေးကငါတို့မှာငါတို့ရှိရဲဆိုတော့စာအုပ်လေးတွေကစောင်းပါလေးတွေကိုဆက်လက်ဖတ်ပြသွားမှာဖြစ်ပါတယ်ဒီနေ့ဒီစာအုပ်လေးရဲ့စောင်းပါလေးတွေနောက်ဆုံးပေးစောင်းပါလေးတွေဖြစ်ပါတယ်နားဆင်ပေးကြပါဦးရှင်ငါတို့မှာငါတို့ရှိတယ်အရှိန်နဲ့အနောက်နေနေညာ မတူကြပေမဲ့တို့ပြည်သူတွေရဲ့အပူအတူတူမျှဝေခံစားတို့တွေအားလုံးနှွေဦးကအမွေပေးခဲ့တဲ့တော်လှန်ရေးခီးသွားတွေပါအနီးနားမှာဇနီးသားနဲ့ဆွေမျိုးမိဘမရှိကြရင်လေမေတ္တာပြည့်နေသွေးချင်းတွေကဘာပေါ်ကနေရအနှံ့ကျေပြန့်စွာရှိနေတဲ့အကြောင်းတည်င်းကောင်းပါပါစေစိုးရင်စိတ်ထိတ်လန့်စိတ် တွေ့ဝေစိတ်တင်ငယ်စိတ်အဲ့ဒီလိုစိတ်ထားတွေနဲ့အားငယ်မှုဖြစ်တဲ့အခါလုံးဝမမေ့ပါနဲ့ငါတို့မှာငါတို့ရှိပါတယ်ထိန်လင်း31ရက်12လ2021ဒီနေ့ညမလေးဖတ်ပြမယ်။ဆောင်းပါးလေးက အာနာဖီဆန်ခြင်းဆိုတဲ့ဆောင်းပါးလေးပဲဖြစ်ပါတယ်။နားဆင်ပေးကြပါအောင်ရှင်။အာနာဖီဆန်ခြင်းမနာခံခြင်းကလွတ်လပ်မှု၏အုတ်မြစ်အမှန်ဖြစ်သည်။နာခံခြင်းကကြုံသက်ရှိစေသည်။ Henry David Thoreau တော်လန်ရေးဆိုတာစိတ်ကူးညီအိမ်မက်မက်နေတာမဟုတ်ဘဲအိမ်မက်တွေကို စိတ်ကူးတွေကို လက်တွေ့အကောင်ထည်ပေါ်ရတာပါတန်မိုးရှိတဲ့အရာမှန်သမျှလွယ်လွယ်ကူကူမရနိုင်ဘူးဆိုတဲ့အမှန်တရားကိုလက်ခံထားပါမှ စိတ်ဖြတ်တာတွေအာရော့တာတွေကိုကြံ့ကြံ့ခံကြော်ဖြတ်နိုင်မှာဖြစ်ပါတယ်တော်လန်ရေးကိုဥဆောင်သူများ အနေနဲ့လဲအခြေအနေမှန်ကို သုံးသပ်နိုင်တဲ့ဉာဏ်အမျောမြင်ရှိဖို့လိုအပ်ပါတယ်အထူးသဖြင့်တိုင်းပြည်တစ်ခုကိုတည်ဆောက်မဲ့သူတွေ လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်သူတွေကတာမန်ပြည်သူလူထုထက် အုံနောက်ပိုကြီးဖို့လိုပါတယ်။မဟုတ်ရင်ကိုယ့်ရဲ့ဉာဏ်ရည်နှိမ့်လို့ဖြစ်စေ ကိုချိုးကိုဦးစားပေးမိလို့ဖြစ်စေအာနာရှင်တွေရဲ့ပြည့်ရဲ့အောက်မှာကားနေအောင်ခံရတတ်ပါတယ်။မြမနွေဦးတော်လန်ရေးအတွင်းမှာအာနာရှင်တွေရဲ့လှဲ့ကွက်တဲ့ရောင်မန်းမသိရောက်နေသူတွေရှိပါတယ်။ငြိမ်းချမ်းရေး အကြမ်းမဖက်ရေးစတဲ့နားထောင်လို့ကောင်းတဲ့ခေါင်းစဉ်တွေနဲ့လူတို့ကိုဝေဝါအောင် လုပ်နေသူတွေအာနာရှင်ရဲ့ရွေးကောက်ပွဲကိုမျှော်နေသူတွေတွေ့ဆုံဆွေးနွေးရေးဆိုတဲ့စကားကို တွင်တွင်ပြောနေသူတွေကတော်လှန်ရေးကို ရှေ့ရောက်အောင်တွန်းပို့သူတွေမဟုတ်ပါဘူးတချို့အရာတွေကအာနာရှင်ကို တရားဝင်အောင်ဝိုင်းပြီးကူညီနေကြတာပါအမေရိကန်တော်လှန်ရေးမှာတော့ နိုင်ငံတော်အစ်ကိုတီထောင်မဲ့တော်လှန်ရေးခေါင်းဆောင်များကလုံးဝလွတ်လပ်ရေးတခုတည်းကိုသာ ရွေးချယ်ခဲ့ကြပါတယ်။အထူးသဖြင့်အင်္ဂလိပ်ပါလီမန်မှာကိုလိုနီနယ်တွေကိုကူစားပြုသူများကိုတက်ရောက်ခွင့်ပေးမယ်လို့ကိုလိုနီအစိုးရကကန့်လန့်ခဲ့ပေမဲ့ကိုလိုနီနယ်တွေကငင်းပယ်ခဲ့ပါတယ်။သူတို့ရဲ့အယူအဆကရှင်းပါတယ်။ အင်္ဂလိပ်ကိုယ်စားလှယ်တွေလွှမ်းမိုးထားတဲ့လွှတ်တော်မှာ အရေးပါတဲ့ဆောင်ရွက်မှုတွေလုပ်နိုင်ဖို့လုံလောက်တဲ့မဲအရေးအတွက်မရနိုင်ဘူးဆိုတာယုံကြည်ထားလို့ပါအာနာလက်မဲ့ဖြစ်တော်မဲ့အင်္ဂလိပ်အစိုးရဟာအမေရိကန်ကိုလိုနီနယ်တွေကိုဆက်လက်အုပ်ချုပ်ဖို့ဤမျိုးစုံနဲ့ကြိုးပမ်းသလိုကိုလိုနီနယ်တွေစီကအကျိုးအမြတ်ရဖို့လဲကြိုးပမ်းပါတယ်1965ခုနှစ်မှာ တဆိတ်ကောင်းဥပဒေကို ပြဋ္ဌာန်းပြီး အခွန်တော်တဆိတ်ကောင်းရောင်းချပါတယ်။ဒီဥပဒေအရကိုလိုနီနယ်သားတွေဟာ အခွန်ပေးဆောင်ဖို့အခွန်တဆိတ်ကောင်းကို ဝယ်ယူရမှာဖြစ်ပါတယ်။ဒီအခါကိုလိုနီနယ်သားများက အခွန်တဆိတ်ကောင်းရောင်းချသူတွေကိုအနောက်အရှက်ပြုကြပြီးတဆိတ်ကောင်းဥပဒေရဲ့အကျိုးဆက်တွေကို လူထုသိအောင်လှုံ့ဆော်ပါတယ်။ဗြိတိရှကုန်ပစ္စည်းတွေကိုတပိတ်မှောက်ကြတဲ့အပြင် အခွင့်အရေးများမကျေနပ်ချက်များကို ထုတ်ဖော်ခဲ့ကြပါတယ်။နောက်နှစ်နှစ်လောက်အကြာမှာကိုလိုနီနယ်အုပ်ချုပ်မှုအသုံးစရအတွက်အခွန်အောက်ရန်ပုံငွေရှာတဲ့ဥပဒေအမျိုးမျိုးထက်မှန်ပြဋ္ဌာန်းပြန်ပါတယ်။ကိုလိုနီနယ်သားတွေကသူတို့သဘောတူပြဋ္ဌာန်းထားတဲ့ဥပဒေတွေမဟုတ်တာကြောင့်တပိတ်မှောက်ကြပါတယ်1980ပြည့်နှစ်မတ်လ9ရက်နေ့မှာလူ3400လောက်ရှိတဲ့ဆန္နာပြလူစုက ဘော့စတွန်မြို့အကောက်ခွန်ရုံးရှိစုရုံးရောက်ရှိကြပါတယ်။သူတို့ကအကောက်ခွန်ရုံးရှိမှာရက်ဆောင်နေကြတဲ့ဗြိတိရှစစ်သားတွေကိုကဲ့ရဲ့စကားပြောကြဆန္ဒပြကြပါတယ်။အဲ့ဒီနေ့ကစစ်သားတွေပြစ်ခတ်လို့လူ၅ယောက်သေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။ဒီဖြစ်ရပ်ကိုတော်လန်ရေးသမားတွေကဘော့စတွန်လူသက်ပွဲလို့အမည်ပေးခဲ့ပါတယ်။ အာနာဖီဇန်ရေးလှုပ်ရှားမှု Civil Disobedience Movement CDM ဆိုတာအဲ့ဒီကလေးကပေါ်ခဲ့တာပါသူတို့သတ်မှတ်တဲ့အခွန်တွေကို မပေးဘူးလို့ကိုလိုနီနယ်သားတွေကအာနာဖီဇန်ကြတဲ့အခါဗြိတိရှအစိုးရက သူတို့ရဲ့တစ္ဆာခံများကိုငှားရမ်းတာဝန်ပေးပြီး ဥပဒေတွေအသက်ဝင်ဖို့ကြိုးစားပါတယ်လက်ရှိစစ်အာဏာရှင်လက်အောက်မြန်မာပြည်မှာမီတာကဆောင်ဖို့ညှင်းဆန်သူတွေ တခြားအခွန်အခါပေးဆောင်ဖို့ပြက်ကွက်သူတွေကိုအေးအေးယူဖို့ကြိုးစားတဲ့ပုံစံမျိုးပါပဲ American Dollar ရေးအတွင်းမှာတော့အဲ့ဒီလိုအခွန်ကောက်ခံမဲ့လူတွေဆေးလွတ်တဲ့အခါ Dollar ရေးသမားများကသူတို့ကိုဖမ်းဆီးလွတ်လပ်ရေးတိုင်မှာတုံ့နှောင်ပြီးအခွန်ကောက်မှုကိုဆန့်ကျင်ပါတယ်လွတ်လပ်ရေးတိုင်ဆိုတာကတစ်သားတို့ဝလုံးတို့နဲ့စိုက်ထူထားတဲ့ တိုင်တွေဖြစ်ပြီးအမေရိကန်ဒေါ်လာရေးမတိုင်ပြီးနဲ့ဒေါ်လာရေးကာလအတွင်းမြို့တော်တော်များများမှာစိုက်ထူခဲ့ကြပါတယ်။ဒေါ်လာရေးသမားများရဲ့လွတ်လပ်ရေးတိုင်များကိုအင်္ဂလိပ်သစ္စာခံတွေကဖျက်ဆီးပစ်တတ်ပါတယ်။အင်္ဂလိပ်ရဲ့အခွန်ကောက်ခံမှုကအစုံပါပဲ။ပို့ကုန်တွေပေါ်မှာကောက်ခံတာပြင်တခြားပုံနှိပ်ဖြန့်ချီတဲ့အရာတွေမှာပါကောက်ခံပါတယ်။ကိုလိုနီနယ်တွေက အခွန်ကောက်ခံမှုကို အကြီးအကျယ်ဆန့်ကျင်လာတဲ့အခါအခွန်ကောက်ခံမှုတော်တော်များများရှုပ်သိမ်းလိုက်ပါတယ်1983ခုနှစ်လောက်မှာလက်ဖက်ချောက်အခွန်လောက်သာကျန်ပါတော့တယ်လက်ဖက်ချောက်ပေါ်မှာရတဲ့အခွန်ငွေဟာကိုလိုနီအစိုးရအတွက်အကျိုးအမြတ်အများကြီး မရှိပါဘူးဒါဆိုရင်ဘာဖြစ်လို့အဲ့ဒီအခွန်ဥပဒေကိုမယုံသိမ်းတာလဲလို့မေးခွန်းထုတ်เสียပါတရားဝင်မှု အရေးပါမှု ဖြစ်ပါတယ်။အင်္ဂလိပ်ဟာ ကိုလိုနီနယ်တွေရဲ့အစိုးရဖြစ်တဲ့ဒီနယ်မြေတွေကို သူအုပ်ချုပ်နေတယ်ဆိုတော့တရားဝင်မှုပဲဖြစ်ပါတယ်။တော်လန်ရေးသမားမျိုးချစ်များကလည်းလက်ဖက်ချအပေါ်မှာအခွန်ငွေနည်းနည်းပဲပေးရတာပဲဘာမှမဖြစ်တော့ပါဘူးဆိုတဲ့အယူဆမရှိပဲလက်ဖက်ချအခွန်ကိုပါဖျက်သိမ်းဖို့ကြိုးပမ်းပါတယ်1983ခုနှစ် ီဇင်ဘာလ16ရက်ညမှာထင်ရှားတဲ့ဘော့စတွန်မြို့သားအယောက်150လောက်ကအင်ဒီယန်တွေပုံစံဝတ်ဆင်ပြီးဘော့စတွန်စိတ်ကဲမှာရှိတဲ့အင်္ဂလိပ်ဂုံတင်လေ3စီးဘော်ကလက်ဖက်6တစ်သား342လုံးကိုရေထဲတွန်ချပစ်လိုက်ပါတယ်။အဲ့ဒီလက်ဖက်6တွေက အရှိအင်ဒီယာကုမ္ပဏီပိုင်းဖြစ်ပြီးပေါင်ချိန်3000ကျွဲလောက်ရှိတာမို့ဒီနေ့ခေတ်ဆိုရင် American Dollar နှစ်တန်းဘိုးလောက်ရှိပါတယ်။အဲ့ဒီဖြစ်ရက်ကဘော့စတန်လက်ဖက်ရည်ပွဲလို့သမိုင်းတွင်ခဲ့တယ်လို့ကိုလိုနီခေတ်အတွင်းအကြီးအမားဆုံးအာနာဖီဆန်မှုလည်းဖြစ်ပါတယ်။ဒီကနေ့မြမနွေဦးတော်လှန်ရေးအတွင်းမှာလည်းမြမသမိုင်းရဲ့အကြီးအမားဆုံးအာနာဖီဆန်ခြင်းလှူရှားမှုတွေကိုလှူဆောင်ရင်းဒုတိယလွတ်လပ်ရေးအတွက်အားလုံးဆက်လက်ချီတက်နေကြပါတယ်။သမိုင်းကိုလေ့လာရင်း အဖြစ်ပြက်တွေကသင်ကန်းစာယူရင်အချင်းချင်းလက်တွဲကြော်ဖြတ်ရပါလိမ့်မယ်။စိတ်သက်သူရည်မှန်းချက်သူသူ အချင်းချင်းအားပေးဖေးမှခြင်းကတော်လှန်ရေးအတွက်အကောင်းဆုံးခွန်အားတွေဖြစ်ပါတယ်။ငါတို့မှာငါတို့ရှိပါတယ်။26ရက်6လ2023နောက်ဆောင်မလေးတပုတ်ရဲ့ခေါင်းစဉ်လေးက စီလုံးပါလားတေးမာလားတဲ့စီလုံးပါလားတေးမာလားအောင်မြင်တဲ့ဒေါ်လန်ရေးများဟာ စူးစီးညီညွတ်မှုနဲ့ဇွဲရှိမှုတွေကို အရင်တည်ရတယ်ဆိုတာနင်းစရာမရှိပါဒါပေမဲ့စူးစီးညီညွတ်မှုဖြစ်ပေါ်ဖို့ဆိုတာကတိုက်တွန်းနှိုးဆော်သူတွေပါဝင်ဆောင်ရွက်သူတွေရှိဖို့လိုအပ်ပါတယ်ဒါအပြင် အကောင်းဆုံး အကြောင်းအကျိုးကို ရှင်းလင်းပြောဆိုသူ ရှေ့ဆောင်လမ်းပြသူတွေလည်းရှိဖို့လိုအပ်လာပါတယ်။ဒီအချက်တွေပြည့်စုံပြီးလိုက်ပါဆောင်ရွက်နေသူများကလည်းအင်အားတောင့်တင်းပြီးဆိုမှအောင်မြင်တဲ့တော်လှန်ရေးအောင်မြင်မဲ့တော်လှန်ရေးဖြစ်လာမှာပါ။ဗြိတိရှ်ကိုလိုနီ အစိုးရကို တော်လှန်ပြီးလွတ်လပ်ရေးကိုအရယူခဲ့ကြတဲ့မြန်မာအိန္ဒိယအစရှိတဲ့တိုင်းပြည်တွေရဲ့လွတ်လပ်ရေးတိုက်ပွဲအတွင်းမှာလည်း ဒီလိုစူးစီးညီညွတ်မှုတွေပေါင်းစုံမှုတွေကြောင့်အောင်မြင်မှုများရရှိခဲ့တာဖြစ်ပါတယ်လွတ်မြောက်ရေးလှုပ်ရှားမှုတွင်လူမှုကိုတော်လှန်ရေးအသည့်နိုးကြအောင်ညီညွတ်ရေးစိတ်သက်တွေဝင်လာအောင်တိုက်တွန်းလှုပ်ဆောင်မှုတွေကတော့နေရာအလိုက်ကွဲပြားမှုတွေရှိနေပါတယ်နိုင်ငံရေးအရာအသည့်အမြင်ကျဲအောင်တိုက်တွန်းတာလှုံ့ဆော်တာတွေလုပ်ကြတဲ့အခါအချို့သောထင်ရှားသူများကသမိုင်းမှာ မှတ်မှတ်ထင်ထင်ကပီးတို့ခံရပေမဲ့အညာဒရများစွာရဲ့လှုပ်ဆောင်မှုတွေကတော့မေးမိန်ကွဲပြောက်တတ်ပါတယ်ဘလို့ပဲဖြစ်ပါစေကိုယုံကြည်တဲ့ပန်းနိုင်ကိုရောက်အောင်သွားဖို့ကတော့ရှိသမျှခွန်အားကို အရင်တည်ပြီးအားထုတ်ကြိုးပမ်းကြရမှာဖြစ်ပါတယ်ခေတ်သစ်အမေရိကန်ပြည်ထောင်စုရဲ့ငွေစက်ကူတွေမှာဂျော့ဝါရှင်တန်အစရှိတဲ့သမရ၅ဦးနဲ့နိုင်ငံတည်ထောင်ခဲ့သူ ိုင်းပြည်ဖခင်နှစ်ဦးရဲ့ပုံများကိုထည့်သွင်းရိုက်နှိပ်ပြီးဂုဏ်ပြုထားပါတယ်။ Founding Father နှစ်ဦးနဲ့တဦးက Benjamin Franklin ဖြစ်ပါတယ်။ American လွတ်လပ်ရေးအတွက်စွမ်းစမ်းကြမ္မာပါဝင်သလိုအသက်အရွယ်အိုမင်းနဲ့အချီတိုင်းပြည်အတွက်ဆောင်ရွက်ခဲ့သူမှုခုလိုဂုဏ်ပြုခဲ့ခြင်းဖြစ်ပါတယ်။ American ဒေါ်လာရေးအတွင်း Benjamin Franklin ရဲ့ပူပေါင်းမာလာ တေမလားဆိုတဲ့တိုက်တွန်းလို့ဆိုချက်ကကိုလိုနီနယ်ပယ်တွေကိုစီးလုံးဖို့တိုက်တွန်းရာမှာများစွာအသုံးဝင်ခဲ့ပါတယ်။ဒီနှိုးဆော်ချက်ကနိုင်ငံရေးကာတွန်းဖြစ်ပြီးအပိုင်းရှစ်ပိုင်းပြတ်တောက်နေတဲ့မွေတကောင်နဲ့တရုပ်ဖော်ထားပါတယ်။ပြတ်တောက်နေတဲ့အစိပ်ပိုင်းတွေကကိုလိုနီနယ်တွေကိုကိုစားပြုထားပါတယ်။မညီမညွတ်အပိုင်းပိုင်းပြတ်တောက်ပြီးအသေးခံမာလား ပူပေါင်းကြမှာလားလို့တိုက်တွန်းခဲ့တာပါဘစ်ဂျမင်ဖရန်ကလင်ရဲ့ဒီနိုင်ငံရေးကာတွန်းက ပြင်သစ်အင်ဒရီယန်စစ်ပွဲအတွင်းစတင်ပေါ်ပေါက်ခဲ့တာပါ1954ခုနှစ်မေလ9ရက်နေ့ထုတ်သူ့ရဲ့ပင်နီဆီဗီနီးရီးယားဂေးဆက်သတင်းစာမှာစတင် ဖော်ပြခဲ့တဲ့ဒီကာတွန်းကိုနောက်အနည်း20လောက်ကြာမှာ ပေါ်ပေါက်လာတဲ့အမေရိကန်ဒေါ်လာရေးအတွင်းဆက်လက်အသုံးပြုခဲ့တာဖြစ်ပါတယ်။ဒီကာတွန်းဟာအမေရိကန်ဒေါ်လာရေးမှာ အရေးပါခဲ့သလိုညညရေးအတွက်လည်းခွန်အားဖြစ်ခဲ့ပါတယ်။တကယ်တော့ဗစ်ဂျမင်ဖရန်ကလင်ကတီထွင်သူသိပ္ပံပညာရှင်စာရေးဆရာ ပုံနှိပ်ထုတ်ဝေသူတူပါ။ဒါပေမဲ့ အမေရိကန်လွတ်လပ်ရေးအတွက် ရှေ့တန်းကပါဝင်သူမျိုးချစ်တဦးဖြစ်ပြီးနိုင်ငံရေးအတွေ့အခေါ်ပညာရှင်အဖြစ်ပါထင်ရှားသူဖြစ်ပါတယ်။သူကစာရေးရေးစာအုပ်တွေထုတ်ဝေပြီးလူတို့အသိမြင်ကျွယ်ဝဖို့အတွေ့အခေါ်မြင်မာဖို့ကြိုးပမ်းခဲ့ပါတယ်။သူ့ရဲ့စာအုပ်တွေကြောင့်ကိုလိုနီနယ်သားတွေဟာအခြားကိုလိုနီနယ်သားတွေဥရောပကလူတွေနဲ့အလံဝေးကွာဟတယ်လို့မခံစားရအောင်အတိအမြင် ပွင့်လင်းခဲ့ကြပါတယ်။စာအုပ်စာရန်တွေရေးသားထုတ်ဝေခဲ့တီထွေမှုတွေလှုပ်ဆောင်ခဲ့တဲ့ Franklin ကအမေရိကန်လွတ်မြောက်ရေးအတွက်ကြိုးပမ်းကြတဲ့တော်လန်ရေးကာလအတွင်းမှာလည်းပညာရှင်တဦးမျိုးချစ်တဦးအနေနဲ့ပါဝင်ခဲ့ပါတယ်။အထူးသဖြင့်တင်ကျက်တဲ့အခွန်ကိစ္စအပါအဝင်အခြားသောအရေးကိစ္စများကြောင့်အင်္ဂလန်နဲ့အဆင်မပြေဖြစ်လာတဲ့အခါကိုလိုနီနယ်ခေါင်းဆောင်တွေက Franklin ကိုအင်္ဂလန်ကိုသွားရောက်ဖို့ဆေလွတ်ခဲ့ကြပါတယ်။သူတို့ကကြုံနေတဲ့အရေးကိစ္စတွေပြေလည်အောင် Franklin ကြိုးပမ်းနိုင်လိမ့်မယ်လို့မျှော်လင့်ခဲ့ကြပါတယ်။ Franklin ဟာအင်္ဂလန်မှာဆယ်နှစ်ကြာနေထိုင်ရင်ကိုလိုနီနယ်သားတွေရဲ့ခံစားချက်ဘလို့ရှိတယ်ဆိုတာအင်္ဂလိပ်တွေနားလည်အောင်ကြိုးပမ်းရင်းကူညီခဲ့ပါတယ်။ဒါပေမဲ့ကိုလိုနီနယ်တွေနဲ့ကိုလိုနီအစိုးရရဲ့ပြိပခါက ပုံမကြီးထွားလာခဲ့တာတစ်ဖက်နဲ့တစ်ဖက်စစ်မှတ်တွေပေါ်ပေါက်တိုက်ခိုက်ကြတဲ့အထိဖြစ်လာခဲ့ပါတယ်။ကမ္ဘာစစ်အင်အားအကြီးဆုံးအင်္ဂလိပ်ကို တိုက်နေရတဲ့စစ်ပွဲတွေမှာ ကိုလိုနီနယ်သားမျိုးချစ်တွေအနေနဲ့အကူအညီများစွာလိုအပ်ပါတယ်။ဒါကြောင့် Franklin ကပြင်သစ်အနေနဲ့ကူညီဖို့ပြင်သစ်ကို သွားရောက်ခဲ့ပါတယ်။သူ့ရဲ့အရေးချင်းကပြင်သစ်ကတင်မောတွေလက်နက်တွေ စစ်သည်တွေပေးပို့ကူညီခဲ့ပါတယ်။သူဟာ အသက်80နှစ်အရွယ်အထိဖွဲ့စည်းပုံရေးဆွဲခြင်းအပါအဝင် နိုင်ငံတော်တည်တည်ဆောက်ရေးမှာပါဝင်ခဲ့ပါတယ်။ဒါကြောင့်ပဲဒီကနေ့ထိသူ့ကို အမတ်တရလေးစားဂုဏ်ပြုနေတာဖြစ်ပါတယ်။တော်လန်ရေးဆိုတာဂျော့ဝါရှင်တန်လို တိုက်ပွဲတွေကိုဥဆောင်တိုက်နေသူတွေရှိရမှာဖြစ်တယ်လို့လိုအပ်ချက်တွေဖြည့်ဆည်းပေးနိုင်ဖို့ဖရန်ကလင်လိုဥဆောင်သူတွေလည်း များစွာပါဝင်မှအောင်မြင်မှာပါကျွန်တော်တို့ရဲ့မြမနွေဦးတော်လှန်ရေးမှာလဲအလွာပေါင်းစုံလူရန်စားပေါင်းစုံက ပါဝင်ဆင်နွှဲနေကြတာမို့အောင်ပွဲနဲ့ဤသက်နီးလာပါပြီတကွဲတပြားတွေမဟုတ်ပဲတက်ညီလက်ညီအုံနောက်ကြီးကြီးနှလုံးသားကြီးကြီးနဲ့ခီးဆက်ရင် လိုချင်တဲ့ပန်းနိုင်ကိုရောက်ရှိမှာ အသေးချာဖြစ်ပါတယ်ငါတို့မှာငါတို့ရှိပါတယ် 25ရက်9လ2023နောက်ဆုံးစောင်းပါလေးရဲ့ခေါင်းစဉ်လေးကတော့လွတ်လပ်ရေးဝိညာဉ်ဖြစ်ပါတယ်။နားဆင်ပြကြပါအောင်ရှင်။လွတ်လပ်ရေးဝိညာဉ်တော်လန်ရေးတရက်ဆင်နွှဲတဲ့အခါလွတ်လပ်ရေးအတွက်တိုက်ပွဲဝင်တဲ့အခါယုံကြည်ချက်စိတ်သက်ခိုင်မာနေဖို့အရေးကြီးပါတယ်။အထူးသဖြင့် မိမိတို့ရဲ့စိတ်ဝိညာဉ်မှာတော်လှန်ရေးစိတ်လွတ်လပ်ရေးစိတ်အစဉ်အမြဲကိဝတ်နေဖို့လိုပါတယ်။ယုံကြည်ချက်တို့စိတ်ဓာတ်တို့နဲ့ရှင်တွဲရမယ့်အရာကတော့အတွေးခေါ်ပဲဖြစ်ပါတယ်။ဖော်ပြပါအချက်တွေအားလုံးပြည့်စုံမှကိုသွားခြင်းနဲ့ကိုရောက်ခြင်းနဲ့တော်လှန်ရေးပန်းတိုင်းလွတ်လပ်ရေးပန်းတိုင်းကို ရောက်ရှိမှာဖြစ်ပါတယ်။လွတ်လပ်ရေးစိတ်ကူးရင်တဲ့အခါ လွတ်လပ်ရေးဆိုတာကိုတော်လန်တိုက်ခိုက်နေသူတွေခွင့်ပြုမှရနိုင်မယ်လို့ယူဆသူတွေအာနာရှင်ရဲ့အစီအစဉ်အတိုင်းသွားမှ အကောင်းဆုံးဖြစ်မယ်လို့ယူဆသူတွေရှိတာတွေတွေ့နေရပါတယ်။တချို့ကပြေလည်ရေးဆိုတာကိုဥတီခြင်းပေမဲ့တချို့ကတော့အာချောင်းလန်းကိုရွေးကြတာဖြစ်ပါတယ်။မညာရန်ပြောရရင် ူတို့တွေက အများအကျိုးတိုင်းပြည်အကျိုးဆိုတာထက်တကိုယ်ရေအခွင့်လန်းကိုသာဦးစားပေးသူတွေဖြစ်ပါတယ်အတိတ်ကဘလို့ပဲဖြတ်တန်းခဲ့သည်ဖြစ်စေအကျဉ်းအချက်ကာလအတွင်းဘယ်ဘက်ကိုမျက်နှာမူသလဲဆိုတာကိုပဲတွတ်ဆရမှာဖြစ်ပါတယ်အာနာရှင်ခေတ်နဲ့လန်းကိုရှောက်ချင်သူများအနေနဲ့စစ်အာနာရှင်အဆက်ဆက် အာနာချုပ်ကင်ထားခဲ့မှုတွေကိုမျက်ွယ်ပြုထားကြလို့သာ အာနာရှင်ချိုးတဲ့ဖဲကိုကစားဖို့ပြင်နေကြတာပါလွတ်လပ်ရေးဆိုတဲ့သဘောတဘာဝကိုနားလေတဲ့ဆိုရင် လူတို့ရဲ့ဆန္ဒကိုကြောခိုင်းကြမှာမဟုတ်ပါဘူးတကယ်တော့လွတ်လပ်ရေးဆိုတာသက်ဆိုင်ရာနေပြည်တော်နေထိုင်ကြတဲ့ပြည်သူအားလုံးကိုကြမှာကိုဖန်တီးနိုင်တဲ့အခွင့်အလမ်းရှိမှ အဖွဲ့အစည်းတရရက်က ချုပ်ကန်ထားမှုမရှိမှတကယ်လွတ်လပ်ရေးဖြစ်မှာပါဂျပန်ခေတ်လွတ်လပ်ရေးကို ရွှေရည်စိန်လွတ်လပ်ရေးလို့ဘာကြောင့်ခေါ်ကြပါသလဲသမိုင်းကို ပြန်ကြည့်ကြရအောင်ပါ1943ခုနှစ်ဩဂုတ်လတရက်နေ့မှာဂျပန်ကမြန်မာပြည်ကိုလွတ်လပ်ရေးပေးပါတယ်လွတ်လပ်ရေးကြေညာစာတမ်းထုတ်ပြန်ပြီးအစိုးရအဖွဲ့အစ်ဖွဲ့စည်းပြီးလွတ်လပ်ရေးပေးခဲ့တာပါအစိုးရအဖွဲ့ထဲမှာ သခင်မြသခင်နုဘူဂျိုးအောင်ဆန်းအစရှိတဲ့ခေါင်းဆောင်တွေကိုထည့်ပြီးဖွဲ့စည်းခဲ့တာပါဒါပေမဲ့ဒီအစိုးရဟာဂျပန်ရဲ့ထိန်းချုပ်မှုအောက်ကအစိုးရပါဒါကြောင့်လွတ်လပ်ရေးကို ရွှေရည်စိန်လွတ်လပ်ရေးအစိုးရကို ရုပ်သေးအစိုးရလို့ခေါ်တွင်ပြီးလုံးဝလွတ်လပ်ရေးအတွက်ဆက်လက်ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီကာလမှာထုတ်ပြန်ခဲ့တဲ့ဖာတာပလာရဲ့ကြေညာချက်မှာ ီအချက်ကိုထင်ရှားစေပါတယ်။ကြီးညာချက်ရဲ့ဒုတိယပိုင်းမှာ အခုလိုဖော်ပြထားပါတယ်။ငါတို့သည်ယနေ့အထိလွတ်လပ်ရေးရေတော်ပုံကြီးကိုအကျဉ်းချင်းဖန်ဖန်နှီးမျိုးမျိုးဖြင့်လုပ်ခဲ့ကြသည်။နောက်ဆုံးဗမာလွတ်လပ်ရေးအရေးတော်ပုံတွင်ဂျပန်ဖက်စစ်တို့ရဲ့လွတ်လပ်ရေးကတိကြောင့်အယောင်ယောင်အမားမားလွတ်လပ်ရေးအာသာဆန္ဒကြောင့်အင်္ဂလိပ်ဒေါ်လာရာတွင် ပါဝင်ခဲ့၏တပြည်လုံးကလည်းဗမာလွတ်လပ်ရေးတပ်မတော်အားတောင်းတောင်းဖြဖြကြိုးဆိုကလွတ်လပ်ရေးအရေးတော်ပုံတွင် ပါဝင်ကူညီခဲ့ကြသည်တို့ရာတွင်ဂျပန်ဖက်စစ်တို့ဗမာပြည်တွင် အခြေစိုက်ခဲ့ပြီးနောက်ဂျပန်တို့သည်ဗမာရုပ်သေးအစိုးရကို ဖွဲ့စည်းကာဗမာလူမျိုးနှင့်ပြည်သူလူထုအများတို့အားသွေးဆုပ်ခဲ့ကြလေသည်၎င်းတို့သည်လွတ်လပ်ရေးသည်ဟူသော စကတ်တလုံးကိုပန်းပြ၍ငါတို့ဤလူခွင့်ရေးငါတို့ပိုင်စည်းစိမ်ဖြစ်စည်းမှန်သမျှကိုစစ်အောင်နိုင်မှုဖြင့်ပန်းပြပြီးခေါင်းပုံဖျက်ခဲ့ကြပေသည်ဒါဟာ အာနာရှင်ရဲ့မယုံကြည်ရတဲ့လူလက်ရေးအကြောင်းသမိုင်းအထောက်ထားဖြစ်ပါတယ်မြမလူလက်ရေးတိုက်ပွဲဝင်ခဲ့သူများအနေနဲ့တစ်နှစ်လောက်သာမြမမကြီးကိုခြေချခဲ့တဲ့ဖက်စစ်ဂျပန်ရဲ့အရေးအကဲကိုသိခဲ့ကြပါတယ် အဲ့ဒီတာတကားကိုနှိုင်းရှင်စဉ်းစားကြည့်တဲ့အခါနှစ်ပေါင်း60လောက်တိုင်းပြည်နဲ့လူထုအပေါ်နှိပ်စက်ခဲ့တဲ့စစ်အာဏာရှင်မျိုးဆက်တွေနဲ့ပေါင်းဖို့နှိုင်းဖို့ဝေစားဝေမျှလုပ်ဖို့ကြိုးပမ်းနေကြတဲ့ဒီနေ့ခေတ်နိုင်ငံရေးသမားတော်လှန်ရေးသမားဆိုသူတွေရဲ့အတွေးခေါ်ရှိခြင်းကိုဖြင့်အံ့ဩမိပါတယ်။အာနာရှင်ကတီးကြမွေးမြူစရာမလိုပဲကိုပါသာအမွေးခံခြင်းကြတဲ့ တော်လန်ရေးရဲ့အဖြစ်သမားများကိုတော့အထူးသတိပြုရပါလိမ့်မယ်။မြန်မာပြည်ရဲ့လွတ်လပ်ရေးဟာ စကားစအကြမ်းဖက်စစ်အုပ်စုကပေးမှရတာမဟုတ်ပါဘူး။တော်လန်ရေးအင်အားစုကအယယူနိုင်သလိုကိုယ်တိုင်ကြီးညာနိုင်တဲ့လွတ်လပ်ရေးဖြစ်ပါတယ်။ဒီကနေ့ကမ္ဘာအဆင့်တဲ့ American ပြည်တော်စုရဲ့သမိုင်းကတက်သေးပါ။ American လွတ်လပ်ရေးကိုအင်္ဂလိပ်ကပေးခဲ့တာမဟုတ်ပါဘူး။ ကိုလိုနီစစ်တပ်ကိုတော်လှန်နေတော့ကိုလိုနီနယ်သားမျိုးချစ်များရဲ့ညီလာခံကနေကြီးညာလိုက်တာဖြစ်ပါတယ်1986ခုနှစ်ဇူလိုင်လ4ရက်နေ့မှာပြုလုပ်တဲ့ American Dollar ရေးခေါင်းဆောင်များရဲ့ဒုတိယအကြိမ်ညီလာခံကနေဆုံးဖြတ်ကြီးညာလိုက်တာဖြစ်ပါတယ်အဲ့ဒီညီလာခံကထွက်ပေါ်လာတဲ့လွတ်လပ်ရေးကြီးညာစာတန်းကိုဝိုင်းဝန်းထောက်ခံကြသလိုတတရားမြောက် ကျော့ပရင်ရဲ့ရုပ်တုအပါဝင် ကိုလိုနီအမှတ်သင်္ကေတတွေကိုလည်းနေရာအတော်များများမှာဖျက်ဆီးပြစ်ကြပါဗါဒအမေရိကန်လွတ်လပ်ရေးကြေညာချိန်ဟာတိုက်ပွဲတွေအကြီးအကျယ်ဖြစ်ပွားနေတဲ့ကာလပါအင်္ဂလိပ်စစ်တပ်နဲ့မျိုးချစ်တပ်တွေရဲ့တိုက်ပွဲတွေက9နှစ်လောက်ဆက်လက်ဖြစ်ပွားခဲ့ပါဗါဒလွတ်လပ်ရေးကြေညာပြီး9နှစ်အကြာ 1983ခုနှစ်စက်တင်ဘာလ3ရက်နေ့ရောက်မှပါရီစာချုပ်ချုပ်ဆိုပြီးတရားဝင်စစ်ရဲစဲကြောင်း သဘောတူခဲ့ကြတာဖြစ်ပါတယ်။ဒီစာချုပ်အရအင်္ဂလိပ်ကကိုလိုဒီဒယ်ရီကိုဆွန့်လွတ်ပြီးအမေရိကန်ပြည်ထောင်စုကိုတရားဝင်အတိအမှတ်ပြုခဲ့ရပါတယ်။သူအတိအမှတ်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေအမေရိကန်ပြည်ထောင်စုရဲ့လွတ်လပ်ရေးက စတင်ကြေညာခဲ့တဲ့1986ခုနှစ်ဇူလိုင်လ၄ရက်ပဲဖြစ်ပါတယ်။ဒါဟာကိုဘာသာပြထန်းလိုက်တဲ့လွတ်လပ်ရေးဆိုတာရှိကြောင်းအထောက်အထားဖြစ်ပါတယ်။မြမလွတ်လပ်ရေးတိုက်ပွဲမှာဒုဗဘာအစည်းအရုံးနဲ့သခင်သခင်မများအကြောင်းမပါလို့မဖြစ်ပါဘူး။ဒုဗမာအစည်းအရုံးကိုတီထောင်သူနဲ့သခင်ဆိုတဲ့အတုံးလုံးကို စတင်ခေါ်ဝေါ်သုံးဆွဲသူက သခင်ပါတောင်းဖြစ်ပါတယ်။သခင်ဖြစ်ဖို့ကမခက်ပါဘူး။သခင်စိတ်မွေးရင် လူတိုင်းသခင်ဖြစ်ပါတယ်။ကျွန်စိတ်ဝင်သူနဲ့ကျွန်စော်နှံရင်တော့သခင်မဖြစ်နိုင်ပါဘူး။သခင်စိတ်လဲရှိမယ်။အများအချို့အတွက်ဆောင်ရွက်မယ်ဆိုရင် အချိန်မရွေးဒုဗမာအစည်းယုံးဝင်သခင်တယောက်ဖြစ်မှာတည်ကြပါတယ်။ဒုဗမာတခြင်းကလည်း ဇာတိမံတကြွယုံသာမဟုတ်ပဲအတွေးအခေါ်မြင်မားဖို့ကိုလည်းတိုက်တွန်းထားပါတယ်။ဒုဗမာသချင်းရဲ့အထိပ်ပဲကို သခင်ပါသောကိုရန်ရေးပြထားတဲ့အထဲကစာပိုက်ကလေးတစ်ခုကို ကြည့်လိုက်ပါ။နားထောင်ကြည်စမ်းပါ။နောင်လာနောင်သားကောင်းစားဖို့ရာဒုကိုကျိုးလုံးလုံးမပါလို့အတိတ်ပဲကတော့ငါတို့ဟာတကူတကာရအချိုးအတွက် လုံးလုံးမလုပ်ရဘူး။ နောင်လာနောက်သားကောင်းစားဖို့အတွက်သာလုပ်ရမည်ဥပမာဆိုရင်ထန်းပင်စိုက်ခြင်းသည်စိုက်သူကောင်းစားဖို့မဟုတ်နောက်လူများကောင်းစားဖို့အတွက်သာဖြစ်တကယ်သို့ဖြစ်သည်နောင်လာနောက်သားကောင်းစားဖို့ရာဒုကိုကျိုးလုံလုံးမပါဆိုသောသဘောတရားသည် အလွန်အလွန်မြင့်မြတ်သောတရားပင်ဖြစ်သည်တော်တော်များများကျင့်သုံးနိုင်ပြီးသဘောတရားမျိုးမဟုတ်အကယ်၍နောင်လာနောက်သား ကောင်းစားဖို့ရာဒုကိုချိုလုံးလုံးမပါဆိုသောတရားကိုနှလုံးသွင်း၍ဆောင်ရွက်ကြမည်ဆိုလျှင်တယောက်လည်းပင်တယောက်ဓာတင်ကြသောစကြက်လူပွဲကြီးများဖြစ်ပေါ်လာလိမ့်မည်မဟုတ်။သခင်စိတ်မွေးရင် လူတိုင်းသခင်ဖြစ်နိုင်သလိုပဲဒီကနေ့နှွေဦးတော်လန်ရေးမှလည်းကျွန်တော်တို့အားလုံးရဲ့စိတ်ဝိညာဉ်တွေထဲမှာတော်လန်ရေးစိတ်လွတ်လပ်ရေးစိတ်တွေကိန်းအောင်နေမယ်။နောင်လာနောင်သား အနာဂတ်မျိုးဆက်တွေကောင်းစားဖို့စိတ်စေတနာတွေရှိကြမယ်ဆိုရင်ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့တော်လှန်ရေးပန်းတိုင်ကို အမြန်ဆုံးရောက်ရှိမှာအသေးချာဖြစ်ပါတယ်။ငါတို့မှာငါတို့ရှိတယ်ဆိုတဲ့အချင်းချင်းဖေးမစိတ်ယုံကြည်စိတ်တွေနဲ့တော်လှန်ရေးခီးကို အတူလက်တွဲရင်းဆက်လက်လျှောက်လှမ်းကြဖို့တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။၁၈ရက်၁၀လ၂၀၂၃ ီငါတို့မှာငါတို့ရှိရဲဆိုတော့စာအုပ်လေးကိုကိုးကားတဲ့စာအုပ်စာရန်လေးတွေကစုစုပေါင်း29အုပ်ရှိပါတယ်။ဒီကနေ့ဆရာမလေးဖတ်ပြသွားတဲ့ငါတို့မှာငါတို့ရှိရဲဆိုတော့စာအုပ်လေးကိုစာရေးဆရာထင်းင်းကရေးသားပြုစုထားတာဖြစ်ပါတယ်။ဒီကာလကြီးအတွက်စိတ်ခွန်အားတွေအများကြီးပေးနိုင်တဲ့ဒီစာအုပ်လေးကိုဖတ်ပြခွင့်ပေးတဲ့အတွက်သားရေးဆရာထင်းင်းကိုလည်းဒီများနေပြီးတော့ထပ်မံကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။ အဲဆ ्याम လေးရဲ့ YouTube channel လေးကနေစာဖတ်ပြမယ့်အစီအစဉ်လေးမှာ နားဆင်ပေးကြတဲ့ချစ်ရတဲ့အာများပြည်သူတွေကိုလည်းဒီများနေကျေးဇူးတင်ကြောင်းပြောကြလိုပါတယ်အဲလာမယ့်ရက်ကလေးတွေမှာလည်းနောက်ထပ်စာအုပ်လေးတွေကိုဖတ်ပြမှာဖြစ်တဲ့ကြောင်းမလို့နားဆင်ပေးကြပါအောင်ရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်